ါရှင်ကျမရဲ့ All in One မြန်မာ channel လေးမှပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ပညာရှိချက်တူရေးပုံမြင်လေးဖြစ်ပါတယ်။ဘ ഹു တုတ္တများရအောင် ကြည့်ရှုအားပေးကြပါအောင်ရှင်။တခါကတောတတော်ရင်ချက်တူရေး မြေကိုနှစ်ကောင်ကျက်စားလျက်ရှိသည်သူတို့သည်အလွန်ငှပသောနှုတ်သီးနှင့်အတောင်ပံများကိုပိုင်ဆိုင်ထားကြပြီးတောရဲတွင်ပျော်ရွှင်စွာနေထိုင်ကြ၏တနေ့တွင်မူဆိုးတဦးသည်တောရဲသို့ရောက်လာ၏သူသည်ကျက်တူရွေးညီနောင်ကို မြင်သွားသည့်အခါဒီကျက်တူရွေးတွေတတော်လှပပြီးထူးခြားတာပဲငါသူတို့ကိုဖမ်းပြီးဘရင်ကြီးစီမှလက်ဆောင်အဖြစ်ဆက်သက်ရမယ်ဟုတွေးလိုက်၏သူဖြင့်သူတို့ကိုဖမ်းရန်ပိုက်ကိုဖြန့်ထားလိုက်ပြီးမကြာလိုက်ချေကျက်တူရွေးညီနောင်ကိုဖမ်းမိလေ၏ ။မူဆိုးသည်ကျက်တူရင်းညီနောင်တို့ကိုလောင်အိမ်တစ်ခုတွင်ထည့်၍နန်းတော်သို့ယူဆောင်သွားလေသည်။အရှင်မင်းကြီးဒီလာပတဲ့ကျက်တူရင်းညီနောင်ကိုကြည့်ရှုတော်မူပါအကြမ်းမြတ်။သူတို့ကိုတောနဲ့ထဲကဖမ်းခဲ့တာပါ။သူတို့ရဲ့အလှကိုမြင်းမြင်းချင်းမင်းကြီးထံဆက်တဖို့ဆုံးဖြတ်လိုက်တာပါ။သူတို့တွေကအရှင်မင်းကြီးရဲ့နန်းတော်အလှကိုဖြည့်ဆည်းပေးမှာပါ။ရင်ကြီးလည်းအလွန်သဘောကျသွား၏။မူဆိုးကိုလည်းငွေရင်းသားတစ်ထောင်ချီးမြှင့်လိုက်သည်။ ကျက်တူရေးများကိုလှောင်အိမ်ထဲတွင်ထားကကောင်းစွာကြည့်ရှုဆောင်ရှောက်ရန်လဲမင်းမှုထမ်းများကိုမင်ကြားလိုက်၏ မိမှုထမ်းများလည်းစက်တူရည်များကိုကောင်းစွာကြည့်ရှုဆောင်ရှောက်ကြ၏စက်တူရည်ညီနောင်တို့မှနန်းတော်ထဲတွင်အလွန်အရေးကြီးသောငှက်များပမာဆက်ဆံခံရ၏သူတို့ကိုအတီးများနှင့်အရသာရှိသောအစားအစာများကိုကျွေးမွေးကြသည်သူတို့သည်နန်းတော်ထဲတွင်ဆွဲဆောင်မှုရှိသောနေရာတစ်ခုဖြစ်လေသည်မင်းသားငယ်လေးများပင်သူတို့နှင့်ကစားရန်လာကြသည့်စက်တူရည်ညီနောင်တို့လည်းအလွန်ကြွရွှင်နေကြ၏သူတို့သည်မြည်သည့်အလုံးများမလုပ်ရဘဲလိုတိုင်းရနေကြ၏ တခါရင်ကျက်တူရဲ့ကြီးက သူ့ညီကိုငါတို့ဟာနန်းတော်ထဲမှာအထူးလေးစားခံရတယ်ဒါကြောင့်တိတ်ကျိန်တဲ့တဲဟုပြောတည်နေဖြစ်သူကမှန်ပါတယ်ကြီးမြတ်တဲ့ဆက်ဆံရေးကိုတို့တွေရတယ်အဲ့ဓာတို့တွေရဲ့ကံပဲဟုပြန်ဖြေသည်ခဏမှရင်မူဆိုးသည်ကာလာပါဟုအမည်ရှိသောမြောင်မီးတကောင်ကိုယူဆောင်လာ၏နန်းတော်ပြေုံထဲတွင်မြောက်တကောင်ထားရင်အဆောက်များကိုမိန်ထားသည့်အတွက်မင်းကြီးအားဆက်တလိုက်၏ ။ဘီရင်ကြီးနှင့်မင်းသားတို့သည်မြောက်ဤရေစရာအမူအရာများကိုတွေ့ရသည့်အတွက်သဘောကျနေကြသည်။မကြခင်မှာပင်မြောက်ရှိသောနေရာသည်နန်းတွင်တွင်ဆွဲဆောင်မှုရှိသည့်နေရာတစ်ခုဖြစ်သွားသည်။မြောက်ရောက်လာသည့်အတွက်စက်တူရေးညီနောင်တို့ကိုလစ်လျူရှုထားကြတော့သည်။သူတို့သည် တခါတရံတွင် အစားအစာပင်ပုံမှန်မစားကြရချေစက်တူရွေးနှစ်ကောင်စလုံးသည်ထိုအကြောင်းရင်းကိုတိဤစက်တူရွေးကြီးကပညာရှိသည်ထိုနေ့များသည်တဖန်ပြောင်းလဲသွားမည်ဟုသူမျှော်လင့်သည် စိတ်တက်လဲမကြချေသူသည် သူ့ညီကိုဒီကဘာမှာဘယ်ရာမှမမြဲဘူးအဆိုးဆုံးနေ့တွေပြီးဆုံးတဲ့အချိန်ထိစိတ်ရှည်ပါဟုညီတော်ချက်တူရေးကိုပြောပြသည်တနေ့တွင်မြောက်တီမင်းသားကို၆လံတစ်ဖြစ်မင်းသားလေးသည်ကူညီပါကူညီပါဟုအုံလို့လေအော်တန်ကြောင့်ထူလီယာတို့နန်းမင်းရအဆောင်များအာလုံးရောက်လာကြပြီးမင်းသားလေးကိုခေါ်သွားကြသည်ဘီဂျီတီထူအကြောင်းစုံကိုတရားသည့်အခါမြောက်ကိုတော်ရဲတို့ပြန်ပို့ရန်မိလိုက်သည်နောက်နေ့တွင်မြောက်ကိုတော်ရဲတို့ပြန်ပို့လိုက်သည် ကျက်တူရဲတို့၏အဆိုးဆုံးနေများသည်ယခုပင်ပြီးဆုံးသွား၏နန်းတွင်သူနန်းတွင်သားများသည်သူတို့ကိုကောင်းမွန်စွာပြန်ပြီးဆက်ဆံလာကြသည်အတီးများကိုပကံပြားကောင်းကောင်းဖြင့်ထဲ၍ကျွေးသည်သူတို့သည်နန်းတွင်နေတွင်ဆွဲဆောင်မှုရှိသည့်နေရာတစ်ခုအဖြစ်ပြန်ဖြစ်သွား၏ပညာရှိသောကျက်တူရဲအကိုသည်လောကတွင်ဘယ်ရာမျှအငဲမတီးမြဲကြောင်းခိတမနစ်မြုပ်ွယ်အပြောင်းလဲကြောင်း ိတ်ကြမကြတင်ကြောင်းသူ့မိကိုထက်ရှင်းပြလေ၏စက်တူရွေးငယ်လဲကဘာတွင်မြည်သည့်အရာမျှမငဲဆိုသည့်အချက်နှင့်အငဲစိတ်ရှိတက်ရမည်ဟုသောခံယူချက်ကို ထားရှိတက်ရမည်ဖြစ်ကြောင်းသိရှိသွားတော့လေသည်